အမေရိကန်လာမယ်လာမယ်လာမယ်ပြောနေတာပဲမဖြစ်ခဲ့ဘူး။ဒါပြလို့လေဘင်္ဂလားဒေ့အစိုးရအပြောင်းလဲမှဖြစ်ဘူးမဖြစ်ရင်ဘယ်လိုမှလုပ်မရအမေရိကန်ဘယ်လိုမှဝင်မရအမေရိကန်ဒီထိုင်းကဝင်လို့လည်းမဖြစ်နိုင်ဘူး။အမေရိကန်ဒီတရုတ်ကဝင်လို့လည်းမရပါဘူး။ဘာသာတရုတ်ကလက်ဥတာတယ်အမေရိကန်ဝင်ဖို့ပေါက်တယ်ရခိုင်တပေါက်ဝင်စီတာရခိုင်ချင်းတပေါက်ဝင်စီတာအဲ့တော့ချင်းဘက်ကဝင်ဖို့ကလည်းအိန္ဒိယကသဘောတူမှရမယ်။တချို့သောဂိတ်တွေဂိတ်တွေမှာကြာနေတဲ့ကံတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအားလည်းတစ္ဆာပေါက်တယ် ှာချမ်းသာတဲ့လူတွေအများကြီးရှိတယ်။ချမ်းသာတဲ့ကမ္ဘာတော်ကနေအငိမ့်သားယူလာတဲ့ဘိုလ်ချုပ်တွေဘိုလ်ချုပ်သားသမီးတွေအများကြီးရှိတယ်။စောက်တရေမဲမေးတွေဒီပြည်တော်မှာရှိတဲ့အမေရိကန်ကောင်စီဘုံတာမတ်ပေါ့တာမတ်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးတာဒုဒုဝန်ကြီးနှစ်ပါးပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်အေအေကိုစလေတက်နက်မှာတင်နေအေကိုစလေ CNF ကိုယ်စားလှယ်တို့နဲ့တွေ့ကြပြီညှိကြပြီအဓိကကချင်းနဲ့ရခိုင်ကိုခွဲထွက်တာလည်းဖြစ်နိုင်တယ်နိုင်ငံတိုင်ပင်တာလည်းဖြစ်နိုင်တယ်ခရီးရနိုင်ငံလို့ဒါဒါတွေကနောက်အဓိကချင်းနဲ့ရခိုင်ကို logistics ရလက်နက်ကူညီပေးမယ်အဓိက drone ကူညီပေးမယ်တဲ့အဲ့ဒီတော့လေဒါကဒီဒါကမှရှိတဲ့ဒီ technique မှရှိတဲ့လေဆိပ်ကိုပြင်နေပြီးသားအဲ့ဒီလေဆိပ်ပြင်တာအဲ့ဒါလုပ်ဖို့အဲ့ဒီ drone ဒီ တူရကီ drone တူကီ drone ကနေပြီးတော့လေကြောင်းဆိုင်ရာအကူအညီပေးမယ်ပြီးတော့ဘင်္ဂလားဒေ့စ်စစ်တပ်သုံးတပ်ပေါ့တရင်သုံးရင်အေးသုံးရင်ကတော့လက်နက်နဲ့ဝင်မတိုက်ဘူးဒါပေမဲ့ဒီကိစ္စကိုအကုန်ကျွန်တော်တို့ကျွန်တော်တို့မှာလူနေတဲ့လေကြောင်းအင်အားကျွန်တော်တို့မှလူကြီးတွေထောက်ပံ့ရင်အင်အားတွေကိုအကူအညီပေးမယ်။တခါဘင်္ဂလားဒေ့ရဲ့အစိုးရကလည်းအခု ညီညာတွေကို ပြန်ခေါ်ဖို့စစ်ကောင်စီရဲ့သဘောတူပြန်ပို့ဖို့လုပ်မယ်အဲ့ဒါကို UN ကလည်းသဘောတူတယ်တစ်ချက်ပြတ်သူတို့ကဆယ်ချက်လောက်ပြတ်ချင်လာအဲ့တော့ A ကလည်းလက်ခံမဲ့ပုံစံရှိတယ်ဘူးကြီးတော်မော်တော်မှာပြန်ထားမယ်ပြီးမှဘင်္ဂတိအစိုးရကအဲ့ဒီအာစာဆိုတဲ့အဖွဲ့ကိုစစ်ကောင်စီကိုဆန့်ကျင်ပြီးရခိုင်နဲ့ပေါင်းဖို့ဒါပေမဲ့အာစာကရခိုင်အောင်မခောက်အဲ့ဒါကိုဘင်္ဂတိအစိုးရအတင်းအကျပ်ကြားတဲ့ကဖိအားပေးနေတယ်ဒါကြောင့်လည်းသူတို့အာစာကောင်းဆောင်ဖမ်းနေပြောချင်တာကကစားကွက်စပြီ ဲ့တော့အေကိုပေးရင်အေကနှွားမှာအခုတော့အေကနှွားလာတာဒါဆိုတရားကဘာလုပ်မလဲဟိုဘက်အဖွဲနဲ့လာမှာပေါ့အဲ့တော့အဓိကအချက်ကကျွန်တော်တို့အားလုံးမျှော်လင့်နေသောတည်ငောင်းဟိုဆိုးကြိုးတွေခဏဖယ်တာအောင်ဟော ချိန်လုံးပြောနေကြတယ် UN လာမယ် UN လာမယ်မလွယ်ဘူးလေကျွန်တော်ပြောသလိုပါလေအာတူပီမလွယ်ဘူးလေတကယ်လက်တွေ့မှာမဖြစ်ခဲ့ဘူးကျွန်တော်တို့ကလာစီခြင်းနဲ့မဖြစ်ခဲ့ဘူးအမေရိကန်လာမယ်လာမယ်လာမယ်ပြောနေတာပဲမဖြစ်ခဲ့ဘူးဒါပြလို့လေဘင်္ဂလားဒေ့အစိုးရအပြောင်းလဲမှဖြစ်ဘူးမဖြစ်ရင်ဘလို့မှလုံးမရအမေရိကန်ဘလို့မှဝင်မရအမေရိကန်ဒီထိုင်းကဝင်လို့လည်းမဖြစ်နိုင်ဘူးအမေရိကန်ဒီတရုတ်ကဝင်လို့လည်းမရပြန်ဘူးဘာသာတရုတ်ကလက်ဦးတာတယ်အမေရိကန်ဝင်ဖို့ပေါ့ဒီရခိုင်တပေါ့ဝင်စီတာရခိုင်ချင်းတပေါ့ဝင်စီတာ ဲ့တော့ချင်းဘက်ကဝင်ဖို့ကလည်းအိန္ဒိယကသဘောတူမှရမယ်အဲ့တော့အိန္ဒိယကလည်း꽌သဘောတူကြီးရရအမေရိကန်နဲ့ okay တယ်အဲ့ဒါကိုဂျိုးဘိုင်နဲ့တော့ဖောက်ထားပြီးသားအဲ့ဒီဂျူကရိန်းကိစ္စခဏမေးတာယူကရိန်းတို့ဂျာမညက်တာတွေမညက်တာတွေဒါတွေခဏမေးတာကျွန်တော်ပြတာအဆိုးကိုကျွန်တော်တို့မပြောသေးဘူးအကောင်းကိုပြောတာကျွန်တော်တို့မျှော်နေတာက အမေရိကန်ကိုမျှော်နေတာဘာကြောင့်မျှော်ရတာလဲဒါကြောင့်လေကျွန်တော်ဘာမှ add ဥပဒေရ135တန်းပေးမယ်နန်းလီတယ်ဝက်ပန်းတွေအခုကြီးဗဇက်ကပြောတယ်အိုဘာမှအလုံးမလုပ်ဘူးဆိုအမဟုတ်ဂျိုးပိုင်ကျွန်တော်တို့မချိမနဲ့ဖြစ်နေတာဒါပေမဲ့ဂျိုးပိုင်နဲ့လှုပ်သွားတာကို trend ကမီးစိမ်ပြလိုက်တဲ့ပုံစံရှိတယ်သူတို့သူတို့တွေကအချင်းချင်းဂျိမ်းရှိတယ်သူတို့နိုင်ငံကြီးရတာအာဏာလုနေကြတာသူတို့အချင်းချင်းဂျိမ်းရှိတယ်အဲ့တော့ ြောချင်တာကဒီကိစ္စကအတွင်းသတင်းရှိတယ်စောက်ကြည့်ပါအောင်အပြောင်းလဲအကြီးကြီးရှိပါတယ်ခဏတော့စောက်ကြည့်ပါအောင်ပြောနေတာကြပြီဒါပေမဲ့ပြောနေတဲ့လူတွေကိုလည်း ကိုကအသေးစိတ်မမေးခြင်းဘူးမဆက်စုဘူးပေါ့ဗျာအခုဆက်ဆက်ကြည့်လိုက်ရင်အဲ့ဒါပဲဗျာအခုဒီတော်လန်ရင်းမှာထဲထဲဝင်ဝင်လုံနေကြတော့တော်လန်ရင်းခေါင်းဆောင်တွေအန်ယူဂျီခေါင်းဆောင်တွေ သူတို့တော်ဝိုက်ပြီးပြောနေတာကြာပြီအဲ့တော့အခုမှဒီဥစ္စာကမှန်ခဲ့ရင်ပေါ့ဒီသတင်းမှန်ခဲ့ရင်ပေါ့နော်ဘယ်သူမှမသိဘူးဒီသတင်းမှန်ခဲ့တယ်ဆိုရင်မှန်မှုလည်းမြင်ရတယ်ဘာပြောလို့လဲဆိုတော့ ASEAN ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က NUG ကိုခေါ်တွေ့တာအလကားမဟုတ်ဘူး အလကားမဟုတ်ဘူးဒါတိုက်ဆိုင်တာဘလို့မှမဖြစ်နိုင်ဘူးဒီဆက်ဆက်တဲ့တည်င်းတွေကိုအကိုပေါင်းကြည့်လိုက်ရင်တခုခုတော့ထူးနေတာအမှန်ပဲအဲ့တော့ဘုံကျုံထုံးမြနိုင်တို့ရဲ့ရက်တီချက်ကလည်းကြက်ပြက်တယ်သူတို့ကသူတို့ကတရုတ်နဲ့ဝေးဝေးနေတာ တင်းတာမှန်နေဆိုရင်အမေရိကန်က AA နဲ့ CNF ကိုရွေးလိုက်ပြီးဆိုရင်ရွေးလာလဲဖြစ်ဖို့များတယ် CNF ကခရီးရန်နိုင်ငံလीအေကကြတော့လေတရုတ်နဲ့ဝေးတဲ့ဗုဒ္ဓဘာသာအစ်စ်ပြီးတော့သူတို့ခေါင်းကိုက်နေတဲ့ရိုဟင်ဂျာကိစ္စလည်းပြည်လည်မှာကျွန်တော်ယူးယူးလေးပဲရှင်းပြပါရစေရိုဟင်ဂျာတွေနိုင်ငံသားဖြစ်တာတိုင်းရင်းသားဖြစ်တာသူတို့ကိစ္စမဟုတ်ဘူး သူတို့ဒီဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ရိုဟင်ဂျာတွေကိုသူဘူးသူတော်မောင်းတော်ပြန်ပို့ချင်တာတော့အမှန်ပဲအဲတကဘာလုံးရဲ့ဆန္ဒအဲ့ဒါဘယ်သူမှညင်းလို့မရဘူးသူတို့ပြန်ရောက်လာပြီးမှခင်ဗျားတို့ခင်ဗျားတို့ဟိုနိုင်ငံသားပေးတာအတိုင်းအဲ့ဒါခင်ဗျားတို့ကိစ္စညင်းကြဒါပေမဲ့လောစီအဲ့ဒီအဲ့ဒီအဲ့ဒီဝန်တော်ဘူးပြန်ပို့ချင်တာအမှန်ပဲအဲ့ဒါကုလသမဂ္ဂရဲ့တကယ်ယူရချက်တကဘာလုံးမှာရှိတဲ့နိုင်ငံပေါင်းယာနဲ့ချီရဲ့ယူရချက်အစ်စ်မှန်ပဲအဲ့ဒါတရုတ်လည်းမညင်ဘူးရုရှားလည်းမညင်ဘူးအဲ့ဒါအဲ့ဒီကိစ္စလည်းပြည်လဲမှာ စစ်ကောင်စီကိုလည်းကန်ထုတ်ပြီးသားဖြစ်မှာရခိုင်ကနေတရုတ်ကိုလည်းတားနိုင်မှာပြီးတော့သူတို့ပြောသလိုအဲ့ဒီအတမန်ကျွန်းပါကျွန်းပါလည်းအမေရိကန်စစ်တပ်လည်းဖြစ်နိုင်တယ်ပြီးတော့ခဏတော့ကိုကိုချင်းကိုပေးဖို့ကစစ်ကောင်စီကမပေးဘူးတရုတ်ပဲပေးမှာအဲ့တော့အဲ့ဒါလည်းဖြစ်နိုင်တယ်ပြီးတော့သူတို့ပဲပြောနေတယ်ခရီးရန်တွေကိုကူညီကြတာဒါအမေရိကန်ရဲ့ policy ထဲမှာရှိတယ်အထူးပြလူနည်းစုခရီးရန်တွေကိုထရန့်ကလည်းဘာသာရေးသမား ။ဟောအချင်းနေမဲပေးလိုက်တာမှန်ပြီးတော့တော့ပြောရမယ်။အခုဒီပုံစံရင်တို့များကြိုသိနေလားမသိဘူး။ကျွန်တော်တို့ကတော့မသိဘူး။ဒါတို့ချင်းကောင်းဆောင်တွေလည်းကြိုသိသိမှာပေါ့ဒီကိစ္စ။ဒါကြောင့်ထွန့်ကိုမဲပေးခိုင်းတာဒါလည်းမှန်နိုင်တယ်။ဒါပေမဲ့ဒီကိစ္စကထွန့်ဆတာမဟုတ်ဘူး။အိုဘားမအမဂျိုးဘိုင်နဲ့လက်ထက်တည်းကစတာတာဒါရုပ်ကြီးပေါ်လာတဲ့ကိစ္စမဟုတ်လုံနေတာကြာပြီဒါတို့ကြိတ်လုံနေတာအဲ့တော့ခရီးရန်တွေကိုလည်းတို့အားပေးခြင်းနေအဲ့တော့အကြောင်းချက်လက်တွေအားလုံးကအိမ်မှာသွားတယ်ဒါပေမဲ့ တို့ဒီဥစ္စာကိုမီးစိမ်းပြဖို့ကတော့ကျွန်တော်ထင်တယ်အခြေအနေကိုစောင့်ကြည့်နေတယ်အဲ့ဒီမီးစိမ်းကိုဘယ်သူကခလုတ်ဖြုတ်လိုက်တာလဲမင်းအောင်လိုက်ဖြုတ်လိုက်တာအမေရိကန်လာဖို့မင်းအောင်လိုက်ခလုတ်ဖြုတ်လိုက်တာဘာလို့လဲတရုတ်ကိုသွားကတ်လိုက်တာတရုတ်ကလည်းအဲ့ဒီအချက်ကိုတီးလို့လဲမင်းအောင်လိုက်ကိုင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့မင်းအောင်လိုက်ကနားမလဲပါမလဲနဲ့တရုတ်ကိုတပ်ပြေးကတ်လိုက်တာအမှန်ကလာရှုအရှုံးနဲ့ထားတာအမှန်တို့သူပြန်တိုက်ဖို့အဲ့တော့တရုတ်တပ်ပြေးကတ်ပြီဒီနေ့ဒီသူကစင်ပေါ်ကနေပြီးတော့လာရှုကို သူတို့စစ်တမ်းစစ်ရင်တမ်းကြီးဝင်သွားပြီလို့သတင်းမှာတက်နေတယ်။အဲဆိုရင်အမေရိကန်ကလာသိမလာသိကိုချင့်ချိန်နေတဲ့ပုံစံရှိတယ်။ကျွန်တော်ကလည်းပြောသေးတယ် proxy war ဘာဝါညာဝါပြဿနာတွေပေါ့။ဒါပေမဲ့တရုတ်ကိုလွှတ်ထားပေးလို့မရဘူး။အခုဒီပုံစံမှာမြန်မာနိုင်ငံမှာနိုင်ငံရေး balance ဖြစ်ဖို့လိုတယ်။အခုတရုတ်နဲ့မင်းအောင်လိုင်ကို ပေးပေါင်းလိုက်လို့မင်းအောင်လိုင်အသာရသွားရင်မြန်မာနိုင်ငံမှာ နိုင်ငံရေး balance မဖြစ်ဘူးကျွန်တော်တို့ကတိုက်မယ်တိုက်မယ်နိုင်ငံတိုက်မယ်ဆိုတာလွယ်တဲ့လို့မဟုတ်ဘူးဒီကိစ္စတရုတ်ပါလိုက်အဲ့တော့အဲ့ဒီ balance ကိုစီးဖို့အတွက် အမေရိကန်ကမိစိမ်ပြလိုက်တဲ့သဘောရှိတယ်ငကူတွေကသူတို့စီစဉ်ထားတာပဲဒါပေမဲ့မင်းအောင်လှိုင်ရဲ့ခြိလန်းအမှားဆရာနာရှင်တွေရဲ့လောဘကြီးတဲ့အမှားအရှုံးမပေးခြင်းနဲ့သူတို့ကိုထောက်ခံတဲ့လူတွေရဲ့အမှားဟာ အမေရိကန်ကိုလက်ကမ်းကြိုဆိုပြီးသားဖြစ်နေပြီလူကြီးမင်းများခင်ဗျာအမေရိကန်ပါလာရင်ဘယ်နိုင်ငံမှမချောက်ဘူးပုပ်ပုံကြီးရဲ့ကြီးမှာမယုံမရှိနဲ့ဒါအရှိတရားပဲခင်ဗျာဒီဒီအိပ်ပျော်နေတဲ့အန်ကယ်ဆန်ကိုသွားမနှိုးနဲ့အန်ကယ်ဆန်ပါလာရင်အိနိုင်ငံပြေးပြီအိရန်လိုတဆင့်ခံမြောက်ကိုရမှာဥကဒါရိုက်အန်ကယ်ဆန်နဲ့ နဂါးနဲ့ဆန်နဲ့တန်းတွေ့မှာလင်းယုံနဲ့နဂါးတွေ့ပြီပဲဒီဘွဲရလမ်းပေါ်မှာခေးဆောင်တာတို့တံခါးဆောင်တာတို့နေရတဲ့နေရာတွေကြတော့တချို့သောပြည်သူတွေကဒါကျွန်တော်ပြည်သူတွေရဲ့အကြံကိုပြောပြတာနော်စပီကာသမားတယောက်အနေနဲ့အာတချို့သောတချို့သောတော့တချို့သောစစ်သားတွေရဲတွေအာဒီစစ်ပွဲကိုပြီးမှသာကြောက်နေရတာမသိဘူးလေဟာ မင်ဒိတ်ပေါ့ကျွန်တော်ဆိုတဲ့မှာအပါလို့ခင်ဗျားအစ်စကားပြောတာလည်းပေါ့တချို့သောပြည်သူတွေတချို့သောတချို့သောအများကြီးပေါ့ကျွန်တော်တို့ကစပီကာဖြစ်နေတဲ့အတွက်ပုံဦးကိုကြီးရဲ့တချို့ကဒီကိစ္စကြလောက်ရတယ်ဒီကိစ္စကြလောက်ရဒီကိစ္စကြလောက်ရဒီစပွဲမပြီးနေကောင်းလေပဲတော့ကျင်ကားလေကွာလာကျင်တဲ့ကားလေလားစီးပွားရေးသမားလေကိုကြီးတဲ့ထိုးပေါက်တာပဲတဲ့စီးပွားရေးသမားဘယ်လိုထိုးပေါက်လဲစီးပွားရေးသမားကိုပိတ်လို့မရဘူးကိုကြီးတဲ့ဒီနိုင်ငံရတဲ့ ။ဘာဖြစ်လို့လဲလဲ။အောက်မှာအကြည့်ပြတ်ခြာသားနေတဲ့နော်ကိုကျိုးကိုကြည့်နေတဲ့ဝန်ထမ်းတွေရှိနေလို့တဲ့။ဟာလောက်ပါအောင်ပေါ့ဒါပြည်သူ့အတောင်ပြောတာ။ကိုကျိုးစီမောင်းကိုကြည့်ပြဘလို့ဘလို့လဲဆိုတော့အကိုကြီးတို့ကရခိုင်ဘက်ကိုရိတ်ခါပြတ်တော့မယ်ထားတဲ့။ဆမ်းမြောက်ကိုရိတ်ခါပြတ်တော့မယ်ထားတဲ့။ဥပမာပေါ့နော်ကျွန်တော်ပြောချင်တာဖြစ်ချင်တာ။ကိုမြကြီးနာဆွေးဖို့စကိုင်းနှောင်းဖြတ်တော့မယ်ထားတဲ့။ စီးပွားရေးမောင်းဘူးမပိတ်လို့မရဘူးလေဘာလို့လဲမရရတဲ့ကွင်းလမ်းတွေသွားတယ်ပတ်စံမြောင်များပြီးတယ်ပြီးကုန်စည်လုံးတက်တယ်ရှောက်သွားတယ်ဖမ်းတယ်မြေကြီးနောက်ရောက်တယ်ရကန်ကိုရောက်တယ်ရာမကရှမ်းမြောင်လာချိုးရောက်တယ်ဒါပေမဲ့အကိုကြီးတဲ့အဲ့ဒီပစ္စည်းတွေအားလုံးကမြမပြည်တွေကနေသွားတာပါလေမန္တလေးကနေအခြေဘိုးဘိုးပြုတ်ပြီးတော့သွားတယ်ရကန်ကိုမကွေးဘက်ကနေသွားတယ်အဲ့တော့ပါတယ် လူတွေကစီးပွားရေးသမားဆိုတာအကုန်ကြီးတဲ့ကိုကျိုးကိုယဉ်ကြည့်တာတဲ့ကိုကျိုးကိုယဉ်ကြည့်တော့သူကတော့တိုင်းပြည်ပါဖြစ်ဖြစ်ပေါ့နော်အဲအဲ့ဒီအချိန်မှာဒီစီးပွားရေးသမားတွေဒီဖြလန်းကနေသွားနေတာတွေကိုပူပေါင်းပေးနေတာကလမ်းမှာလုံးလုံးရေးကြနေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေ ။ဟောအဲ့တော့ဟိုတပုံကတော့သူတို့ဘက်ကိုရောက်လာမယ်အစားအစာကိုသူတို့လက်ခံတာပေါ့တဲ့။သူတို့ကဘာပြောမှလဲတဲ့။အဲ့တော့ဒီတိုင်းပြည်ဒီနိုင်ငံမှာပြည်သူလူထုတချို့ရောပြည်သူလူထုကိုအစည်းအဝေးဓမ္မတွေဟောတာကိုကျိုးကိုကြည့်တယ်။တိုင်းပြည်အေးချမ်းဖို့အတွက်ကိုတက်မတော်နဲ့မပါဝင်ဘူးမပူပေါင်းဘူး။အဲ့တော့တစ္ဆာပေါ့တဲ့ပြည်သူလူထုကိုတချို့သောဂိတ်တွေဂိတ်တွေမှာကြာနေတဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေရတယ်တစ္ဆာပေါ့တယ် မတော်ပါနဲ့လို့ပြောထားတဲ့ဥစ္စာကိုပေးလို့တယ်အဲ့ဒါအားလုံးကကိုချိုးကြည့်လို့ပေါ့စီဝါရမတော့ထိုးပေါက်မှာပေါ့သူကတော့မျက်ပြူဆိုင်လေးဆရာကြိုက်လေးပဲဟုတ်တယ်မလားစီဝါရမဆိုတာက သူကြားရှိရေကိုအရင်ကြည့်တာဟုတ်ကိုကြည့်လိုက်ကျွန်တော်တို့ပြင်ဦးလေးမှာပြင်ဦးလေးနေတာဆိုစီဝါရမတွေအများကြီးရှိတယ် င်ဦးနဲ့ပြင်ဦးနဲ့တရားတွေကိုပြောမယ်ကျွန်တော်ပြင်ဦးနဲ့မှနေတာပြင်ဦးနဲ့မှချမ်းသာတဲ့လူတွေအများကြီးရှိတယ်ချမ်းသာတဲ့ကမ္ဘာတော်ကနေအငိမ့်စားယူထားတဲ့ဗိုလ်ချုပ်တွေဗိုလ်ချုပ်သားသမီးတွေ